မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မြစမရေဒီယို ဖဲ့သူဖဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့မနက်ပိုင်းမြစမရေဒီယိုစီစဉ်ကုန်မြန်မာစံတော်ချိန်မနက်9နာရီခန့်နေ့စတင်ထုတ်လွှင့်နေပါပြီဒီမှရှင်မဒီကနေ့နာဆင်ရမယ့်စီစဉ်ဒီကတော့စကောမရှင်ဒေတာအတွက်လေရင်ရဟတ်ရင်ငါးစီထပ်မံဖြည့်တင်းလိုက်တဲ့ဆိုတဲ့တဲ့ ်ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်အတွက်စစ်ကောင်မရှင်အမှုပညာရှင်200ခန်းကိုဆက်သွယ်ပြီးတော့မပါဝင်သူတွေကိုပြပထွက်ခွင့်နဲ့အမှုပညာလှုပ်ရှားမှုတွေပိတ်မဲ့တဲ့ရင်စားတဲ့တဲ့ရင်တွေပါဝင်နောက်ဆုံးရပြည်တွင်းတဲ့ရင်တွေနဲ့တပတ်တွင်ကထူးခြားနိုင်ငံတကာတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်တဲ့နေနားဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုနားဆင်ရဖို့ရှိပါတယ်အခုကတော့ပထမဆုံးနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမရှောမအရခတ်တပ်တော် AA ထိမ့်ချုပ်ထားတဲ့မင်းပြမျိုးနယ်မှာနိုဝင်ဘာလ9ရက်နေ့ကစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားတွေထိခိုက်မှုများခဲ့ပါတယ်မင်းပြမျိုးနယ်မြို့သိပ်ရပ်ကွက်ကိုတိုက်လေရင်နဲ့နိုဝင်ဘာလ9ရက်ည8:18မိနစ်ချိန်ကစစ်ကောင်မရှင်ဟာလေကြောင်းကနေပုံကျဲခဲ့တာဖြစ်ပါတယ် အဒီတက်ခိုက်မှုကြောင့်အမျိုးသမီးတဦးအပါဝင်၄ဦးသေဆုံးပြီးတော့တခြား၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရှမ်းမြောက်မှာ TNL နဲ့အပြစ်ခတ်တိုက်ခိုက်မှုရစဲရဲသဘောတူညီစာချုပ်ချုပ်ဆိုနိုင်ပြီးတဲ့နောက်စစ်ကောင်မရှင်ဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တွေအေးအေးတိတ်ချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်ရှင်။ ချင်းပြည်နယ်တီးတိမ်မြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးတော့ရှေ့ရအတွင်းစစ်ကောင်မရှင်တပ်သား40ခန့်တိုက်ဆုံခဲ့တယ်လို့ချင်းညင်အောင်ဖွဲ့ CB ကထုတ်ပြန်လိုက်ပါတယ်တီးတိမ်မြို့အခြေဆိုင်ခလာရ269ကိုအော်တိုဘားလ26ရက်နေ့ကနေ MI70 စစ်ရဟတ်ရှင်နဲ့26ခေါက်ဆင်းတက်ပြီးတော့အင်အား900ခန့်ပို့ဆောင်ခဲ့ပြီးတဲ့နောက်စစ်ကြောင်းထိုးလာတာဖြစ်ပြီးအော်တိုဘားလ30ရက်နေ့ကနေနိုဝင်ဘာလ6ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတင်မှာစစ်ကောင်မရှင်တပ်သားတွေတိုက်ဆုံခဲ့တာပါတိုက်ပွဲတွေတွင်စစ်ကောင်မရှင် င်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးအတမပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးတဦးအပါအဝင်ဒေသခံ14ဦးကိုချင်းတော်လှန်ရေးတပ်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပြင်လက်နက်ခဲယမ်းတွေချောဆွဲထားတဲ့ပြည်သူပိုင်ကားတစီနဲ့စစ်တပ်ဘက်တချို့ကိုလည်းဖမ်းဆီးထိတ်သိမ်းရမိထားတယ်လို့ချင်းညီနောက်တပ်ဖွဲ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ တိုက်ပွဲတွေအတွင်းမှာချင်းကြီးနောက်တပ်ဖွဲ့တွေဘက်ကကြာဆုံးမှုမရှိပေမဲ့မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရထားတဲ့ရဲဘော်တချို့တော့ရှိတယ်လို့ချင်းကခွဲရဲ့တပ်ဖွဲ့တွေရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်။လက်ရှိမှာစစ်ကော်မရှင်စစ်ကြောင်းဟာတီးတိမ်နဲ့ဖလန်းလန်းဆုံးတိုင်းငင်းကိုနိုဝင်ဘာလ9ရက်နေ့ညကရောက်ရှိခဲ့ပြီးတော့တချို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာတီးတိမ်မျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ PDF ဇိုလန်းရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကော်မရှင်ကပြုလုပ်မဲ့ဒီဇင်ဘာလ28ရက်ပထမအဆင့်ရွေးကောက်ပွဲမှာချင်းပြည်နယ် ကဟာခနဲ့တီးတိတ်မျိုးတွေပါဝင်ပြီးအဲ့ဒါကိုအကြောင်းပြုကဆေးရေလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ကြောင်းချေတော့လည်းရေးတိုင်ဝိုင်ကသုံးသပ်ထားကြပါတယ်ရှင် ရှိကောက်ပွဲစေယုံလှုပ်ဆော်ရေးရုပ်ရှင်တွေမှာပါဝင်တရုတ်ဆောင်ပေးဖို့အမှုပညာရှင်200ခန့်ကိုစစ်ကောင်မရှင်ကဆက်သွယ်နေတယ်လို့ဆက်သွယ်ခံရသူတွေနဲ့နှိဆက်သူတွေကပြောပါရယ်မပါဝင်သူတွေကိုပြပချောက်ခွာခွင့်ပိတ်မှာဖြစ်တဲ့အပြင်အမှုပညာလှုပ်ရှားမှုတွေကိုလည်းပိတ်ပင်မှာဖြစ်တယ်လို့ချိန်ချောက်ထားတယ်လို့လည်းဆိုကြပါရယ်စစ်ကောင်မရှင်ဟာသူတို့နဲ့ရင်းနှီးတဲ့အမှုပညာရှင်ကနေတဆင့်အခုလိုပြောဆိုဆက်သွယ်လာခဲ့တာဖြစ်ပြီးအမှုပညာရှင်တွေကိုတိုက်ရိုက်ဆက်သွယ်လာတာမျိုးမရှိသေးတဲ့ကြောင့်အမှုပညာအတိုင်းဝိုင်းကသတင်းရင်းမြစ်ကမဇ္ဈမကိုပြောပါရယ် မင်းစမကစကောမရှင်တက်ရဲ့ဆက်သွယ်ခြင်းခံနာရတဲ့အမှုပညာရှင်90ခန့်ရဲ့စင်ရင်ကို တတ်သိတွေနဲ့တကွရရှိထားပြီးဖြစ်ပေမဲ့သတင်းရင်းမြစ်တွေရဲ့တောက်ဆိုချက်ရဖော်ပြခြင်းမရှိပါဘူးသူတို့တွေကတချို့ကိုရေကောက်ပွဲဝါဒဖြန့်ရုပ်ရှင်တွေမှာဆိုင်းဘုတ်တွေကင်ပြီးတော့တရုတ်ဆောင်စီမှာဖြစ်ပြီးရိုက်ကူပီးစီမဲ့ဗီဒီယိုကိုဒီဇင်ဘာလပထမပတ်မှာစတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ဆက်သွယ်ခံရတဲ့အဆိုရတဦးကပြောပါရယ်ဆေအိုဆူရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းမှာပါဝင်ခဲ့သူတွေကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ post တွေကို love react ပေးတဲ့မှုနဲ့ရုပ်ရှင် writer တွေဖြစ်တဲ့ဇဘူထွန်းတက်လွင် င်းနဲ့အောင်ချမ်းလူတို့ကိုဖမ်းဆီးခဲ့ပါတယ် အဲ့လိုဖန်စီချောင်းထုတ်ပြန်တဲ့အော်တိုဘားလ32ရက်ညပိုင်းကစတင်ပြီးပြည်တွင်းအမှုပညာရှင်တွေကိုပြည်ပထွက်ခွာဖို့ခွင့်မပြုတော့ဘဲလေစိတ်ကပြန်လာရသူတွေလည်းရှိခဲ့တယ်လို့အမှုပညာအတိုင်းဝန်းကသတင်းရင်းမြစ်နောက်တူကဆိုပါတယ်မဲစင်ရဲ့အကြောင်းပြပြီးအာနာသိမ့်ပြီးတဲ့နောက်ပြုလုပ်မဲ့စစ်ကောင်မရှင်တက်ရဲ့အပိုင်းလိုက်ရွေးကောက်ပွဲမှာအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်102မြို့နယ်အပိုင်း2ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်100မှာပြုလုပ်မှာဖြစ်တယ်လို့ဆိုထားပါတယ်ရှင် စစ်ကောင်မရှင်ကလေတပ်မှာတုံပြူဖို့အတွက်တည်ယူပို့ဆောင်ရေးလေးရှင် YAF 200WB နှစ်စီးနဲ့အမိုက်38ရဟယင်၃စီးကိုထပ်မံဖြည့်တင်းလိုက်တယ်လို့နိုမော်လာ9ရက်ထုတ်စစ်ကောင်မရှင်ထိတ်ချုပ်သတင်းစာတွေမှာဖော်ပြထားပါတယ်။မြေရင်တပ်ဖွဲ့တွေအတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ရိတ်ခါဖြည့်တင်းမှုတာမကလေကြောင်းတိုက်ခိုက်မှုမှာပါအသုံးပြုတဲ့အင်ဂျင်၄လုံးပါ Y8 လေးရင်အမျိုးအစားတွေကိုတရုတ်နိုင်ငံကဝယ်ယူပြီးအမိုက်38ရဟယင်ကိုရုရှားနိုင်ငံကဝယ်ယူတာဖြစ်ပါတယ်။စစ်ဘက်၃လေးရင်ရဟယင်တွေကို လေတက်နှစ်ပတ်လည်နေ့ဖြစ်တဲ့နှစ်စဉ်ဒီဇင်ဘာလ15ရက်နေ့မှာတတ်တော်ဝင်ချင်းပြုလုပ်လို့ရှိပေမဲ့အခုချိန်မှာတော့တလချော်လိုမှာပဲနေပြီးတော့မှပြုလုပ်တဲ့အခမ်းအနားမှာစရင်သွင်းလာတာဖြစ်ပါတယ်။ဂျိုဒူပုံရိပ်ကတဆင်ဆန်းစစ်ဖော်ထုတ်ထားတဲ့ရပ်ဖတ်ဖွဲ့စည်းဖြစ်တဲ့မြန်မာဝက်နယ်ရဲ့ဂျွန်လ၄ရက်နေ့ထုတ်ပြန်ချက်မှာတော့ YAF 200WB ၊လေရင်သစ်နှစ်စီး၊လေရင်မှတ်ပုံတင်အမှန်9923နဲ့9924ကိုတရုတ်နိုင်ငံကုမင်းအပီပီဆိုင်ရာလေဆိပ်မှာရှိတဲ့နေရာတစ်ခုမှာရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံထုတ်ခင်မီ MI38 တဲ့ယူပို့ဆောင်ရေးရဟတ်ယာဉ်၃စီးကိုတော့ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာနေပြီးတော့လေတပ်စခန်းကိုရောက်ရှိလာပြီးဖြစ်ကြောင်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလံရေးအဖွဲ့ MDSI ကဖော်ထုတ်ခဲ့ပါတယ်။ MI38 ဟာစစ်သည်30ကနေ40ဦးထိတင်ဆောင်နိုင်ပြီးပုံပစ္စည်းအလေးချိန် 6တန်အထိတည်ဆောင်နိုင်ကရာသီဥတုဆိုးရွားချိန်နဲ့ညချိန်ဒီမှာတော့စစ်စင်ရေးတွေကိုလှုပ်ဆောင်နိုင်ပါတယ်စစ်ကောင်မရှင်အနေနဲ့2021ခုနှစ်ကနေ2025ခုနှစ်ထိ15နှစ်တာကာလအတွင်းစစ်ဘက်သုံးလေရင်ရဟတ်ရင်တွေကိုစစ်တပ်ရဲ့အင်အားဖြင့်တရားဝင်လက်ခံချက်အခမ်းအနား15ချိန်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် စစ်ဖက်လေးလာသူတွေနဲ့မေဇမားရဲ့သူတေသနအဖွဲ့စူးစောင်းမှုတွေအရအာနာသိမ့်မီနောက်ပိုင်း2025ခုနှစ်ဇူလိုင်လအထိပြတ်ချမှုနဲ့ပြစ်ချက်ခံရတဲ့စစ်ဖက်လေးရင်တွေထဲမှာ KH-2C, FTC-2000C, F7 တစ်စီးပါဝင်ပြီးရဟတ်ယာဉ်တွေထဲမှာတော့ MI35 နှစ်စီး MI17 ငါးစီး Eurocopter တစ်စီးတို့ပါဝင်ပါတယ်စစ်ကောင်မရှင်တပ်ကအော်တိုဘာလအတွင်းမှာမြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းတိုက်ခိုက်မှု124ချိန်ပြုလုပ်ထားပြီးအဲ့ဒီတိုက်ခိုက်မှုတွေတွင်ကလေးတငယ်တွေပါဝင်အရသာ165ဦးသေဆုံးက300ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MTS ဆိုင်ကထုတ်ပြန်ထားပါတယ်ရှင် မြန်မာနိုင်ငံမှာပြီးခဲ့တဲ့အောက်တိုဘာလ1လအတွင်းစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အမျိုးသမီး80ဦးသေဆုံးခဲ့ရတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်ပါတယ်။အဲ့ဒီအခြေအတွက်မှာအောက်တိုဘာလ1ရက်နေ့ကနေ31ရက်နေ့အထိမြန်မာနိုင်ငံအနှံစစ်ကောင်မရှင်ရဲ့လေကြောင်း မြေပြင်တိုက်ခိုက်မှုတွေကြောင့်သေဆုံးသူအမျိုးသမီးအခြေအတွက်ဖြစ်ပြီးထိခိုက်ဒဏ်ရာရသူကလည်း80ဦးထိရှိတယ်လို့ BWU ကဆိုပါတယ်မြမအမျိုးသမီးသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသေဆုံးခဲ့တဲ့အမျိုးသမီး80ဦးထဲမှာကော်မရှင်တပ်ရဲ့၄ကြောင်းကပုံကျဲတိုက်ခိုက်မှုကြောင့်56ဦးလက်နက်ကြီးကြောင့်8ဦးမြေမြုပ်မိုင်းကြောင့်2ဦးနဲ့ဖမ်းဆီးတပ်ဖြတ်ခံရသူ9ဦးလို့ဖြစ်ပါတယ်သေဆုံးတဲ့ထဲမှာအသက်မပြည့်သေးတဲ့18နှစ်အောက်ကလေးတွေလည်းပါဝင်ပါတယ် ်ဒါပြင်ထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသမီး80ဦးမှလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်68ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးမင်းမြုပ်မိုင်းကြောင့်3ဦးမတရားတပ်ဖြတ်ခံရမှုကြောင့်2ဦးနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်4ဦးပါဝင်နေတာကို BW ကဆိုပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမြန်မာနိုင်ငံအနှံ့စစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုကြောင့်အမျိုးသမီးတေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့တိုင်းနယ်ပြည်နယ်တွေကတော့ရှမ်းပြည်နယ်မန္တလေးနယ်စကိုင်းတို့ဖြစ်ပါတယ်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတိဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့တပတ်တွင်းကထူခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ရပါမယ်ကျေဝန်းလာတဲ့ရှန်ဟိုင်းကုန်စည်ပြပွဲခမ်းမကြီးထဲမှာလက်ကင်အိတ်ကနေအိမ်သုံးစားအထိပစ္စည်းမျိုးစုံကိုပြသထားပါတယ် နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးတိုးတက်လာခြင်းကအလွန်လိုအပ်နေတဲ့တည်ငြိမ်မှုကိုစောင့်ခြင်းလာလိမ့်မယ်လို့သူတို့မျှော်လင့်နေပါကြောင်းတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်အထိနာနေတဲ့အမေရိကန်ပို့ကုန်သမားတွေကကြေညာပေးနေမှာပြောပါတယ်အခုနှစ်အချိန်တော်တော်များများတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ကုံတွယ်ကုံတွုံးမြင့်တန်ခံရင်းအချိန်ကုန်ခဲ့ကြတဲ့ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်တို့နှစ်ဦးအရင်ဘက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အဲ့ဒီလိုလှုပ်ဆောင်ခြင်းမပြုတော့ဘူးအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ကြားသဘောတူခဲ့ကြပါတယ် နှစ်စဉ်ကျင်းပတဲ့တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ CIAE ကိုလာရောက်တဲ့ American ဂျင်ဆင်ရောင်းချသူ မင်းထောက်ကျန်က Trump ပထမတက်တန်းကလေးကအကောက်ခွန်နေအချင်းချင်းချမှတ်ခဲ့တဲ့အတွက်ကြောင့် Ward Cosin ပြည်နယ်အလဲပိုင်းမှာရှိတဲ့ဂျင်ဆင်စိုက်ပျိုးသူတွေပျက်စီးပြုံတီးခဲ့ရတယ်လို့ AFP ကိုပြောပါတယ်2018ခုနှစ်မတိုင်ခင်က West Cosin ပြည်နယ်မာရသွန်ခရိုင်ထဲမှာမှတ်ပုံတင်ထားတဲ့ဂျင်ဆင်စိုက်ပျိုးသူ200ရှိတယ် ပထမအကြိမ်နဲ့ဒုတိယအကြိမ်အခွန်စစ်ပွဲတွေပြီးကိုဗစ်ကထပ်နှိပ်ဆက်လိုက်တော့ဂျင်ဆင်းစိုက်ပျိုးသူ80ပဲကျန်တယ်လို့မာရသွန်ဂျင်ဆင်းကုမ္ပဏီတည်ထောင်သူဂျန်ကပြောပါတယ်။အစိုးရနှစ်ခုအကြားမကြသေးခင်ကရခဲ့တဲ့သဘောတူညီချက်ကြောင့်ဒီကိစ္စတွေတည်ငြိမ်သွားပြီလို့ကျွန်တော်ထင်ပါတယ်။အနာဂတ်မှာပိုကောင်းတဲ့အလားအလာတွေကိုကျွန်တော်တို့မျှော်မှန်းနေကြပါတယ်လို့ဂျန်ကဆက်ပြောပါတယ်။ မွေးနဲ့ရှိတဲ့မြောက်အမေရိကန်မျိုးကွဲဂျင်စင်းမြစ်ဟာဆေးဘက်ဝင်တယ်လို့အာရှရိုးရာယဉ်ကျေးမှုအရယုံကြည်ကြပါတယ်1980ခုနှစ်တွင်မှာတရုတ်နိုင်ငံစီ အမေရိကန်ပြည်ထောင်စုက တင်ပို့တဲ့ပထမဆုံးကုန်ပစ္စည်းဟာအဲ့ဒီဂျင်စင်းမြစ်ဖြစ်ပါတယ် မြစမရေဒီယိုအစီအစဉ်ကိုဆက်လက်တင်လွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးအပတ်စဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာတွေမေးမလဲအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ပြောကြတာပေါ့ကနည်းနည်းပါပါတော့ဟာတွေ့ချင်းနေတာဒီလားဟာတွေ့ချင်းနေဆိုတာအကူကကြတော့ဒီဒုံစန်းစုစီနားမှာလည်းနေခဲ့တယ် ကျွန်တော်တို့ကကျွန်တော်အလုပ်နဲ့ကျွန်တော်အဲ့ချိန်မှာရှုပ်နေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အခုအတိအကျဒီအများကြီးပဲအခုအန်ဒီကအခုအသက်ရှင်ဆက်လဲကြုံပြီဆိုတော့ဒီအဲ့ဒီအကြောင်းနေတဲ့အခုအခုဒီကတည်ကျင်တာပေါ့ဟုတ်တယ်ကျွန်တော်လည်းဒီဒီမိအကြောင်းစဉ်းစားမိစဉ်းစားမိတိုင်းကအဲ့လိုလည်းမပြောဘူးတခါတလေကြတော့ကိုကျင်းသာရှိတယ်လေတရားထားတယ်ဒီအသက်ရွယ်ရှစ်ဆက်ကျော်ဘယ်လိုများနေရမလဲထိုင်မလဲစားမလဲတောက်မလဲပေါ့နော်အဲ့လိုမျိုးပေါ့ဗျာကျွန်တော်တို့က တခါကျတော့အရန်ပူဝင်တော့ကကျောင်းလည်းမဟုတ်ဘူးဗျအတိုင်းလုံးဟုတ်တယ်တကဘာလုံးကကျောင်းနေလူတွေရတယ်အခုဒီဟာကတော်တော်ကြီးကိုအမေပေါ်မှာထားတဲ့မေတ္တာတော်တော်ကြီးတယ်ဘာလို့ဆိုတော့အမေကလည်းပြည်သူကိုမေတ္တာထားကြတာလေဒါကြောင့်အပြန်ငံနေပေါ့ကွာဒါကြောင့်မလို့လေဒီကျွန်တော်တို့ဒုတိယကောင်ဆက်စကြည့်ရဲ့အခုဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်ကတော့ပြန်နေပြောရင်တော့မင်းတို့ဒုက္ခဖြစ်နေပြီဗျအေးဘော ဒါမေအောင်လှိုင်တို့ဘက်ကလည်းပဲတချို့ဟာတွေကိုဗျာအမေပြောခဲ့တဲ့အဆိုမိတ်နေရှိတယ်ဗျာသူနိုင်ငံတကာသွားလာတဲ့စီးရင်တွေမှာလည်းဖြစ်ဖြစ်ဒီရင်းမှာပဲဖြစ်ဖြစ်ဒီလူတို့ပြီးအတိတွေကတော်တော်ကြီးကိုမှတ်သားကြရအများကြီးပဲကျော်လက်တက်နိုင်တော့ဒီအမေရဲ့ဝေယဝိဆာကိုတက်နိုင်တော့အစော်ဘွားလောက်ခဲလောက်ခဲရတာတောင်မှကျွန်တော်တို့ကတချို့ဟာတွေကိုမှတ်သားထားတဲ့ဟာရှိတယ်အဲ့ဒါလေးတွေကျွန်တော်တို့က ရင်ထဲမှာတိတ်ဟိတ်ပြီးဘူးမလည်းပြောလို့မရဆိုလို့မရအဲ့တော့ကျွန်တော်ကလည်းဟိုပြောမယ်ဆိုရင်တော့ဆိုရှယ်မီဒီယာတွေပေါ်မှာဆိုတာလေဒီအရာတွေကိုကျွန်တော်တို့ကတူတူသိသိနဲ့နေပြီးတော့ရှိခဲ့တဲ့အခါကျတော့ဒါတွေကိုပြောခြင်းပင်မဲ့ပြောလို့မရဘူးအဲ့တော့ငါးကူနဲ့တွေ့ုံလေးတဲ့ချူဟာလေးတွေကိုခုနအကူပြောလို့ပေါ့ဗျာအမေရဲ့အတဲရပိုင်ချာနဲ့ဖြစ်လာပြီဆိုတော့လေချူဟာလေးတွေကိုကျွန်တော်စဉ်းစားမိတော့လေးရှိတယ်ဗျာ ဒါလည်းပဲမိရဲ့သဘောထားတွေပေါ့ဗျာဥမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်ဝင်နေ့ဒီမှာရန်ကုန်ရန်ကုန်တော်ဝင်ရန်ကုန်ကတော်ဝင်ဥစုံပေါ့ဗျာအဲအဲဥစုံအဲအဲ့မှာဥစုံမျိုးတော်ဝင်နေ့ဒီမှာလုပ်ခဲ့တဲ့ဝဲပေါ့ဗျာအဲ့ဒါက25ရက်ဩဂတ်ကျွန်တော်2014တော့ကအဲ့ဝင်းကျင်တော့ကလုပ်ခဲ့တဲ့ပွဲဆိုလို့ရှိရင်အဲ့မှာတကယ်နိုင်ငံကျော်စိုက်ဆရာကြီးဗျာ တော်များများဟုတ်တယ်ကြားလိုက်တယ်ကြားတယ်ဆိုင်းဆရာတွေကပြားဆရာတွေအာကတုံးကတုံးဆရာတွေဟုတ်တယ်အဲ့လိုရတဘာညာဘောပြဘာသာပြန်နဲ့ပါတာဗောအဲ့လိုတကယ်ဆိုင်းဆရာကြီးကိုဖိတ်ပြီးတော့သူ့ရဲ့ဒီသဘောထားဗောဗျာအဲ့ဒီမှာပြောခဲ့တဲ့စကားတကယ်တံတဲ့ကတုံးနဲ့ထားတယ်ဗျာအဲ့မှာပြောလိုက်တဲ့စကားကျွန်တော်တို့အရက်ခေါ်တော့အကိုကဘလူးကောမလဲကျွန်တော်တို့နာရတူတီရရေးခဲ့တဲ့စာကို ဲ့မှာအမေပြောခဲ့တာဟာကျောင်းလက်ဝါးဒီစကားမျိုးအမေကဒီလိုတကယ်နိုင်ငံကျော်စာရေးဆရာကြီးရှိမှပြောရဲဆိုတာတတိသူ့ရဲ့သဘောလားအဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်အရက်ခေါ်ဆိုတော့ကွာဘယ်လိုခေါ်မလဲသူဒီတယောက်ကောင်းမှုရာဒီတပားလူမှာပြနေကြတာဓမ္မတာဒီဆိုတဲ့စကားလေဟာကျွန်တော်လည်းနေရီကသင်မိတာကျွန်တော်အဲ့လိုပဲကြားခဲ့တာဒါပေမဲ့ဟိုနည်းနည်းပြည့်စုံအောင်လို့ဟိုပြင်တော့ဖုန်းထဲမှာကြာစာကြည့်တာကိုဆိုအဲ့ဒါတွေကဒီ ဘယ်လိုခေါ်မလဲတကယ်ဟိုဗျာဒီဒီအကြောင်းအရာနဲ့ပတ်သက်လို့တွောချလိုက်တဲ့ဟာမှာတော်တော်ကြီးတော်တော်သွားကျွန်တော်တို့အဲ့ဒါဘာလဲတော့ဒီစာထဲမှာရေးထားတဲ့ဟာတော့ဘာရေးထားလဲဆိုတော့သူဒီတယောက်ကောင်းမှုရောက်မှုတယောက်သူမှာပြနေကတာဓမ္မတာဒီရဲ့ယောက်ကကောင်းမှုတို့တော့ပြက်ပြရမယ်ပြက်ပြရမယ်အဲ့ဒါကိုဒုံဆက်စုတရားဘာပဲဆိုတော့ကျမကလက်မခံဘူးတစ်ဖက်ကကောင်းမှုတို့ကိုတစ်ဖက်ကပြက်ရမယ်ဆိုတော့သူလက်မခံဘူး ဘယ်လိုမျိုးပြည်ရကောင်းအောင်ကိုရက်ဆက်ပြရဝင်းဝင်းပေါ့ဝင်းဝင်းဆူကြီးပေါ့အဲ့ဒါကိုသူကနှစ်ဖက်အပြန်လမ်းနဲ့သူကနိုင်ဆောင်နိုင်ဆောင်ရဘူးပြပတ်ဆောင်ရမလဲဆိုရဟာကိုသူကအဲ့တော့ပြောတာဟာကျွန်တော်ကဟာအမိရဲ့သဘောထားမေတ္တာတရားဒီမလာပြီလားဆိုအဲ့ဒါ2014နော်ကျွန်တော်2014ကနေကျွန်တော်ဆန်ခါကျုပ်ောက်ပဲအနေဒီအနိုင်ရ2016ကနေဒီမိုးလေအာနာမသိရင်အထိမိုးရဆက်ဆံမှုက ေဟိုမေတ္တာတရားမေတ္တာတရားလေအကုန်ဒီစစ်တက်ကိုစစ်တက်ကိုဘာမှဒီတကိုးလေးကိုနော်ဟုတ်တယ်နော်မေတ္တာထားပြီးတော့လက်ဘက်ခေါ်သွားတာခေါ်ပြီးတော့မှဘောဓိဖြစ်တဲ့တော့တချို့ဒီတက်ကအရာရှိရဆိုလို့ချင်းဟာတကယ်အမေနဲ့ထိစပ်နေတဲ့ခါကြတော့အမေရဲ့စေတနာကြီးမေတ္တာမေတ္တာတရားကြီးပြီးသွားတဲ့ခါကြတော့ဟာအဲ့မှာဘယ်လိုလဲဘိုင်းဖီကိုပူပေါင်းဆောင်ရလာလားပြောနေလာကဒီဟာကိုကျွန်တော်ကမသိပြေးနေလာတာ ခုနပြောတဲ့သူတိပြောက်ကောင်းမှုတွေဒီတပားဒီမှာပြနေတာဓမ္မတာကြီးဆိုတာဒီမဲရောင်လိုက်ကကိုရင်းတာတရားထားမယ်ဆိုရင်ဒေါ်ဆောင်သူကြီးတက်က80ကျော်ကြီးချက်ပေးတယ်လေလူပိတိပူပေါင်းဆောင်ရမယ်ဆိုလို့ရှိရင်ဟဲ့လားအဲ့ဒါပဲအတွက်တကယ်စစ်မှန်တဲ့စီဇန်နဲ့မရောင်လိုက်လို့လို့နော်ဒေါ်ဆောင်သူကြီးကတော့ပြောစရာမလိုမဆိုရင်အဆင်ပြေတာပေါ့ဒါပေါ့ဘုရားအခုက၄နှစ်ကျော်၅နှစ်ရောက်လာဒီကောင်ဘာစေတနာမှလည်းမရှိဘူးနော်တကယ်စာတရားလည်းမရှိဘူးဒီကောင်လူမဟုတ်ဘူးကျွန်တော်ကအဲ့လောက်ထိပြဟိုပြောမယ်ကျွန်တော် ဒီဥဒ္ဒေသတထတော်ကဆိုရင်သူတို့အဲ့ဒါနိုင်ငံရေးမှာမပါဝင်ပြည်ကြီးဘူးဆိုရင်တော့မှန်တယ်သူတို့ကောင်းမှုရာတင်းတယ်နေအခြေချုပ်မှာထားတာဗျာထောင်ထဲကခဏလေးရောက်သွားဖြစ်ပြီးတော့ဟာလားသူ့မှာသူပြန်ထားတာကျွန်တော်တို့ကထောင်ထဲရောက်တယ်ဗျာအန်ဒီကနေအခြေချုပ်မှာထားထားတယ်ဟုတ်တယ်နော်အင်းလေတုံးနေရှိပြီကျွန်တော်တို့နဲ့သူအဖမ်းခံရတယ်နော်ဟုတ်တယ်အဲ့တော့ဗျာသူကခုနသဘောထားကိုအဓိကပြည်သူလူထုကလည်း ်ခုနအဲ့ဒီစကားမျိုးတော့ကြားဘူးလေကြားဘူးလေကျွန်တော်လည်းကြားဘူးလေစာထဲမှာလည်းသင်ရတယ်ဒါပေမဲ့တို့အန်တီပြောလိုက်တဲ့ခါကျတော့ကျွန်တော်လည်းပဲဆော့ဖြစ်တာပေါ့နော်ဖြစ်တယ်အစင်သက်လက်ခံခဲ့တဲ့သင်ကြားခဲ့တဲ့ကြပြရလေဟုတ်တယ်ဟုတ်မလားဒါပေမဲ့ဒုံဆန်းသူကြီးကအတွေးခေါ်အထီးလိုပြောလို့ပြလိုက်ကွာဒုံဆန်းသူကြီးပြောတော့ခုတ်ပါလားအင်းနော်မှန်ပါလားအဲ့တော့ဘာလို့ထိခိုက်သွားလဲသူတို့အဲ့လေဆိုလာတယ်မှာအေးဘာမှမတိခိုက်ဘူးမတိခိုက်ဘူးလေဘာလို့မတိုးတက်မှုရှိလဲဘာလို့နိုင်ငံတကာအထုကိုအမေကနော်ခုန ဒီ attitude လို့ပါလို့ဆိုပြီးတော့မှအဲ့ဒီတွားပြီးတော့ဒါနိုင်ငံရောလူရောအထိမှဆိုလို့တွားပြီးတော့ကာဘာနဲ့လောက်ခဲ့ပြီးတော့ဆော်ပေးခဲ့တဲ့ပုံကပါနော်နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီတော့စင်နာနဲ့ဟိုနိုင်ငံမှာနှမ်းနေတဲ့သူတယောက်ကို အခုဒီအချိန်မှာကျွန်တော်ဟိုတုတ်ပေးသေးတယ်ဥပမာပြောရရင်နောက်တော့ကြားလိုက်ဟုတ်တယ်ဟုတ်တယ်အခုပြည်သူတွေရတယ်နိုင်ငံတကာမှာကြည့်တယ် တော်ဆက်ကြည့်မွေးနေဆိုရင်လည်းတခြားကမ္ဘာကောင်းဆောင်နေတဲ့ဟုတ်တယ်ရှင်းပြရရင်တကယ်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေကနော်တကယ်ကမ္ဘာနဲ့လို့တာကမ္ဘာနဲ့အနှံ့လို့တာအဲ့တော့ဘယ်တိုင်းပြည်ဘယ်လူမျိုးမှဘယ်ကောင်းဆောင်မရှိခဲ့ဘူးဟုတ်တယ်အဲ့တော့ဒီလိုနိုင်ငံတကာမှာဆိုလဲအဖက်ဖက်ကနေအော်လာတော်ဆိုင်ထုတ်ပေးရေးပေါ်နေရတာပဲကြည့်အဲ့ဒီလိုဟာမျိုးထုတ်ပေးလိုက်ရင်ကျွန်တော်ပြောတာကနိုင်ငံရဲ့လက်ရှိအခြေအနေမှာဒီလိုတစ်ဖက်ကမိတ္တတရားနဲ့ တကယ်အစ်စ်မှဖြစ်ဘူးလို့လူတာပေါ့ဗျာဟာပေါ့တော့ကျွန်တော်ပြောရင်လားအဲ့ဒါကကိုတန်းနေကိုတန်းတော်ကြီးကျွန်တော်တို့ကတော့ဒီဒါနဲ့ပတ်သက်လို့အမေကိုလည်းကျွန်တော်ဉာဏ်လုံးတန်းကြမ်းမှမာနဲ့ပဲကျွန်တော်ပြန်ထွက်လာတော့ပြည်သူတွေမျော်လင့်တောင်းတတယ်လို့ကျော်တော်လည်းမျော်လင့်နေပါဟာပေါ့မျော်လင့်တာပေါ့တန်းကြမ်းမှမာနဲ့ပြန်လည်းလွတ်မြောက်လာဖို့ပဲကျွန်တော်တို့ထူတောင်းတော့ပေါ့နော်ဟုတ်တယ်အခုကကျွန်တော်တို့ကလည်းထူတောင်းတော့လေလို့ဘာမှမလုပ်ပြီးနိုင်ဘူးလေ ဟုတ်ပါ online လုပ်နေတယ် online အတွက်ဆိုဘာလုပ်ပြီးနိုင်လဲဆိုတော့နည်းနည်းဟိုကိုယ့်ထဲကနည်းနည်းပါးပါးပဲလှူပြီးနိုင်တယ်ဟာလာနောက်တစ်ခုကဒီထောက်ဖို့ထီလေးတဲ့ထိုးပေးရတယ်နောက်တစ်ခုကကိုယ်ကအခုကသတင်းလုပ်ငန်းလုပ်နေတော့ဒီတိုက်ပွဲသတင်းတွေဒီကစားသတင်းတွေ federal ဘက်ကသတင်းတွေအဲ့ဒါတွေကျွန်တော်ကဝင်စကားလေးအဲတိုင်းသားတွေပြောတဲ့အတန်တွေပေါ့နော်ခေါင်းဆောင်တွေပြောတဲ့အတန်တွေထုတ်ပေးရတယ်အဲ့ဒီလောက်ပဲကျွန်တော်တို့ကလုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းကြီးနေပြီအဲ့ဒါလည်းပေါ်ပြီးတော့မဟုတ်ဘူးကွာကျွန်တော်တို့ဆို ဘာလဲဆိုတော့အခုဆိုရှယ်မီဒီယာကိစ္စဆိုတော့ဘာလဲဆိုတော့ကိုတန်းတော်လိုမီဒီယာဘက်ကပတင်းမျိုးတွေရတယ်ကျွန်တော်တို့ကဒါဘာလဲဆိုတော့ဟိုအားတခုပဲဟုတ်ပြောလို့မလို့နေဘာသေးသေးဘာလဲဆိုတော့အင်တာနက်လေးမြန်မရတဲ့နေရာကိုနိုင်ဘလောက်တော့ကျင်းွာသွားရင်တောင်မှဟုတ်တယ်ကျွန်တော်ကခပိုင်းမှာနောက်ကျကြံနေမှာပုံမှန်ဖြစ်ဟုတ်တယ်ဟုတ်ဒါကြောင့်မို့ကျွန်တော်တို့ရသမျှအချိန်မှာကျွန်တော်တက်လာတဲ့သတင်းတွေကိုဖတ်တယ်ကျွန်တော်တို့တုံးတက်တယ်ကျွန်တော်တို့ကအဲ့ပုံစံလေးရတော့ ဒီရသမားတွေရောဘာတွေရောကျွန်တော်တို့ကအယူတင်ပါတယ်ဘာလို့ဆိုတော့ဒီဒီနိုင်ငံတကာမှာကသတင်းမီဒီယာအပြောင်းလဲအများကြီးဖြစ်သွားနိုင်တာဟုတ်ဒါကြောင့်မို့ဒါတော့အဆက်မပြတ်ကျုံနားထောင်နေအဲ့ထက်မှအမျော်နေဆုံးတင်းရတော့အမေတို့လာပြီပေါ့ဗျာကျွန်တော်ခေါင်းတော်လွတ်လာပြီဆိုတော့တင်းကိုတော့တစ်ပါးတော့အမေကျုံကျွန်တော်တို့ကန်လာပဲတော့တော့တောင်းလာတယ်ဒါပဲအဓိက နိုင်ငံတစ်ခုပြည်ပြောင်းပြောင်းလဲဖို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဝနိုင်ငံကြီးမှာခေါင်းဆောင်ကအရေးကြီးတယ်ဒါပေါ့ဒီခေါင်းဆောင်မှုရတာဗမာပြည်မှာဒါရွှေပဲเนาะအဲ့ဒါဟိုမှာတခါလဲဒီကောင်ကြီးကလည်းထုံထဲမှာအကျဉ်းချထားတယ်ဆိုတော့သူတို့ရဲ့စေတနာပေါ့ဗျာဒါပေါ့နောက်တစ်ခုကိုစကားမဲ့ဆက်ဒီဒေါ်ဆန်းသူကြီးကအဲ့ဒီခုနကကြပြာကိုညွတ်ပြီးတော့လीဟုတ်အဲ့အနန္တသူကြီးကအမတ်ကြီးကသူကမဲစာရောက်သွားတယ်ပေါ့ဗျာမဲစာမှာသူကအဲ့လွမ်းလွမ်းဆူဆူနဲ့အဲ့အလွမ်းကြပြာတွေပဲရေးနေတယ်နော်အဲ့ဒါလည်းအန်တီကမကြိုက်ဘူးပြော အဲ့ဒါဒီလိုဗျအဲ့ဒါကကျွန်တော်တို့ဟိုညတာစာဝေးလေးတစ်ခုမှာပေါ့ဗျာအဲ့မတိုင်ခင်လေးမှာအဲ့ဟာအမေရောဟိုကဘာပြောလဲဆိုတော့ဒီကြပြာကတဲ့ငငယ်တုန်းကဒီကြပြာမိရထထုတ်လည်းကောင်းနေတဲ့ရေလည်းကောင်းနေတဲ့နောက်ကျွန်တော်တို့ စိုးရိမ်လည်းကောင်းတယ်တော့သာသာဒီကလုံးအခါရရစအစ်မတဲကိုမြှို့လို့ရဘာဆရာကျွေးရကောင်းတယ်ပေါ့ဗျာအဲ့တော့ပြောတော့ပြောတော့ပြောဗျာတော်ကြည့်ရတော့မရမကြိုက်တော့ဘူးလေဟာဘူးဖြစ်တယ်ပေါ့ကျွန်တော်တို့ကအိမ်တော့ပေါ့ဟုတ်တယ်လေရဲ့ तू ကမင်းလူကြီးကိုတော်မှာ तू ကဘူးကြီးမှတ်ရအနေနဲ့ तू ကလောက်ခဲ့တဲ့ ပုဂ္ဂိုလ်တော်ဖြစ်တယ်အခုခေတ်ဆိုဝင်ကြီးပေါ့အဲဝင်ကြီးပေါ့တော့ဒီမဲတာကြီးလက်ယွာကတိတိလေးမဟုတ်ဘူးအကြီးဩကျွန်တော်မြကြီးလားကျွန်တော်ရှူသွားတဲ့လမ်းပေါ်မှာရှိတာဟုတ်မဲတာကြီးပါအဲ့တော့အဲ့ဒီရွာကိုပို့လိုက်တဲ့ဟာသူကအဲ့မှာဘာတန်းတာလဲအရင်တော့ကသူဘယ်လိုမျိုးမင်းနေယူမှာနေခဲ့တယ်ထိုင်ခဲ့တယ်သူဘယ်လိုသူစီးရင်ခံလာခဲ့ရဆိုတော့သူကပြန်တန်းတာလားဗျအင်း အမှန်ဆိုရင်သူ့ရဲ့ပညာနဲ့သူ့ရဲ့အတွေ့အကြုံနဲ့တဲ့ဒီမဲကတောင်ကြီးရနေမှာဖွင့်ဖို့တက်မှုအမှန်လို့ရရတယ်လုပ်ပြီးလို့ရတာပေါ့နော်ဟုတ်တယ်အဲ့တော့ဘာဖြစ်လို့မလုပ်ခဲနဲ့ကြပြားတွေဟေးဟာအဲ့ဒါလေကျွန်တော်ကဟာတော့ကမန်ဒီအတွင်းကြီးဗျာနော်ဟုတ်ကဲ့အန်ဒီရလေတော့တိုင်းပြည်တိုးတက်ရေးကိုပဲရှိရှိတယ်ဟုတ်တယ်နော်အဲ့ဒါကိုသူရဲ့စိတ်စင်နာတွေမြစ်တာတွေနဲ့ဘယ်လိုအကောင့်တွေပေါ်မလဲဘယ်လိုလုပ်မလဲဒါပဲသူ့အတူရ ဟုတ်လားနိုင်ငံကနေလည်းဘလူးဆက်ဆက်မယ်ငါတိုင်းကြီးကောင်းဘူးဘယ်လိုလုပ်မလဲနော်ဘူးဘူးဟုတ်ဒီနိုင်ငံတကာပြန်มาရဲ့ပဲဒါဒေါ်ဆက်ဖြစ်ကြည့်ကြောက်ကျွန်တော်နိုင်ငံအဲ့ဒီဒီအလာရတဲ့အုပ်ချုပ်ခွင့်လုပ်ပိုင်ခွင့်ရတဲ့အချိန်လေးပေါ့ဗျာဒါလည်းဒါလည်းအပြည့်မဟုတ်ပါဘူးအဲ့ဒါတော့မှနိုင်ငံတကာတော့မှမြန်မာနိုင်ငံဆိုတာမပြည့်နေရဘူး ်ဒေါ်ဆက်ကြည့်ဆိုရင်ဟုတ်တယ်အဲဒေါ်ဆက်ဆိုတာလည်းမြူရမျက်နှာပြောင်းသွားတာဟုတ်တယ်ဘယ်နိုင်ငံလဲကျွန်တော်ဗမာနိုင်ငံသူမသိဘူးဒေါ်ဆန်းစုကြည်နိုင်ငံသူဟာမှမျက်နှာပြောင်းသွားတာဟာလာတော့လက်ဆက်လိုက်နှုတ်ဆက်ကြည့်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့အဲဒီကာရမှာဘာလို့ပြီးတော့ကျွန်တော်တို့မင်းကဘာလှခဲ့ရပေါ့ဗျာဘာလှခဲ့တာပေါ့ဒါမဲ့အခုအချိန်မှာကြည့်ရကြည့်နိုင်ငံတကာမှာကျွန်တော်တို့ပတ်စုပြလိုက်တာ ਨੇ ဝန်ထမ်းအောက်ခြေဝန်ထမ်းအစဆက်ဆံတဲ့ပုံစံ တခြားအရှတော်မှဒါစင်ကာပူတို့မလိုညာလို့ဟာလားဒီတော့ကြပြောရင်အင်ဒိုရောက်တော်မှကျွန်တော်ကမျက်နှာမပွင့်အဲ့တော့ဒါတွေရလည်းပဲဘာကြောင့်ဖြစ်လာလာလဲဆိုတော့ခေါင်းဆောင်ကြောင်းခုနပြောရင်ဒါပဲကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ကတော့တန်ဖိုးထားတယ်ဗျာဒီလားတန်ဖိုးမထားတဲ့ဒီကောင်ကြီးစစ်စစ်ကောင်စီပေါ့ဗျာစစ်ကော်မရှင်ပေါ့နော်ဒီကောင်ကြီးကသဘောထားမပြောင်းမချင်းရက်ဆက်နေမှာပဲဒီလားဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းပဲ ဒီတော်လိုင်းဘောတော့ဂျန်စီလေတော်လိုင်းအလုပ်ကြသူကလည်းဟလာမဖြစ်မနေမရမကအောင်မြင်လို့မှာလေဒီအာနာရှင်အမြင့်ပြည့်ရင်ဟာဘလောက်ကောင်းလဲလုံးဝအကျဉ်းကြံမရှိစရာဘူးဒီအာနာရှင်စစ်အာနာရှင်ကိုတိုက်မယ်အကျွန်တော်တို့ဝမ်းတာတယ်ဟလာဒီရောက်တာတဲ့လူတွေလည်းပဲကျွန်တော်တို့ပြေးလာတဲ့ကောင်ကျွန်တော်တို့မှာအဲမတိုင်ရတာလည်းကောင်းနေဆိုလို့ရှိနေပဲကျွန်တော်တို့ဟိုကိုကြီးရဲ့လူကြီးလေဒီနည်းလူတွေကျွန်တော်တို့ကဘယ်လိုပတ်ပိုးပေးမလဲဘယ်လို လူထမ်းပြီးမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတော့တအားသမီးတော့လို့ရပါတော့နော်ကျန်တဲ့လူတွေလည်းလောက်ကြပါတယ်ကျွန်တော်လည်းတချို့အပိုင်းတွေမှာလည်းဒီလူရဲ့ဥပပေါင်းပါဝင်မှုပေါ့ဒါကအေးကောင်ဆိုင်ကြီးဥဆောင်တဲ့ NLD ပါတီဆိုတာလည်းပဲဒါဒီလူရဲ့ထောက်ခံမှုဒါပေါ့အဲ့ဒါကောင်ဆိုင်ကြီးကိုဒေသမှုကောင်ဆိုင်ကြီးကိုဒါဘယ်လိုလဲပြောသူ့ရဲ့ ခုနပြောတဲ့ပညာအရေးချင်းအဲသူ့ရဲ့ဂုဏ်သိက္ခာသူ့ရဲ့ဖြင်းနာသူ့ရဲ့မေတ္တာတွေကြောင်းလာတယ်ဒူရီယာနဲ့ပါဖြစ်တယ်ဆိုတော့မဲဆိုတာလားချက်တဲ့အချိန်အနေဒီဝင်ပြိုင်နိုင်ခဲ့တာယူရဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ခုနတော့ဒီအပိုင်းလေးရတော့ဒီမဲရေကောက်ပွဲနဲ့ပတ်သက်လို့ဘသူကမဲဒိန်ပြီးဘသူကမဲခိုးခဲ့တဲ့ဆိုတဲ့အကြောင်းလေးတော့အဲကျွန်တော်တို့သမေစာယူမှာပဲ ထပ်ပြောတာဆွဲလို့ကြာပြောမယ်အဲ့ကြောင့်လို့လဲကျွန်တော်ကမစိတ်ပြည်သူကိုပေးနေပြီအေးကောင်းတယ်ကျွန်တော်ထူတာရှိတယ်အင်းပြောမယ်ကျွန်တော် ျမတို့မင်းသမားရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တက်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မင်းသမားရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရရှင်။မင်းသမားရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မင်းသမားရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်။